ဒီနေ့ဗီဒီယိုကတော့ကဘာပေါ်မှာတနေရာတိုင်းမှာပဲတွေ့ရတဲ့အိန္ဒိယနိုင်ငံမဟာလာယပြည်နယ်ချရန်ပုန်ဂျီမြို့အနားမှာရှိတဲ့ရှုမြောင်တွေထဲကတင်းမြစ်တံတားတွေစီကိုခေါ်သားမှဖြစ်ပါတယ်။တင်းမြစ်တံတားတွေကိုအခုလိုတုံးပြူနိုင်ဖို့အတွက်ဒေသခံခါစီတိုင်းသားလူမျိုးတွေဟာမင်းပေါင်းရာကျော်တိုင်အောင်မျိုးရိုးဆင်ဆက်ဟင်မေပြုလုပ်ခဲ့တာဖြစ်ပါတယ်။နွယ်တွေတင်းမြစ်တွေကိုအကြီးထွားခင်မှာတစ်ခုနဲ့တစ်ခုဆစ်ပြီးတော့ပြုလုပ်ခဲ့ရတာဖြစ်ပြီးမင်းပေါင်းရာကျော်ကြလာတဲ့အခါမှာတင်းမြစ်တွေဟာတစ်ဖြည်းဖြည်းကြီးထွားလာပြီးတော့မှဒီလိုမျိုးခိုင်မာလာတဲ့တံတားတွေဖြစ်တော့အရောက်ရှိလာပါတယ်။ ်ကားလမ်းမရှိတဲ့တောင်ကြားခြိုင်ဝန်းက DUR တွေမှာတွေ့ရတဲ့မြင်မြင်သမျှအကုန်လုံးကလူတွေရဲ့အထံအားနဲ့မဆောက်တဲ့လေကထွက်တွေကိုအုံပြူပြီးတော့မှအရာအလုံးကိုတိဆောက်ထားရတာဖြစ်ပါတယ်။အမြင့်ပေ၄ထောင်ကျော်ရှိတဲ့ Cherrapunji တောင်ပေါ်မြို့ကနေပြီးတော့မှဒီပင်1500လောက်ရှိုးတဲ့ကို dot shop ဆင်ခဲ့ရပြီးတော့မှအမြင့်တရားကိုရောက်မှာဖြစ်ပါတယ်။ Okay ဒီနေရာလေးကိုသွားလည်ကြရအောင်။ ဒီမှာ Shadex C စီမံနေရာကိုရောက်နေပါတယ်ဒါပေမဲ့ Shadex C မှာလူမရှိသေးတော့နည်းနည်းစောင့်ရမယ်တဲ့ Okay စောင့်မယ်ပေါ့နော်ကားနဲ့ပေါ့ Cruising down the highway windows down low sunset paints the sky in a fiery glow mountains rise up touching clouds above valleys below filled with whispers of love on this road every seed to the light ခေစားပြီးတော့မှရှောက်မယ်ဒီ chara ponchi မှာရှိတဲ့တမိတဲ့ဓာတ်ကိုဆင်းဖို့အတွက်ပေါ့နော်ဒီအောက်ကိုဆင်းရမှာဆိုတော့လေအခုအဲ့ဒီကိုဆင်းမနေအောင်ရောက်နေပါပြီဆိုတော့တိုက်ရောမစီးရပါဘူးတမိုင်ရောမပြီးဘူးစီးရတာမိနစ်30လောက်ပဲစီးရတယ်ပေါ့နော်ဆိုတော့အခုကအဲ့ဒီကိုရောက်နေပါပြီဆိုတော့အောက်ကို tricky ရှောက်ကြမယ် โอเค let's go ဒီကနေပြီးမှဆင်ရမယ်ပေါ့နော်ဒီဟာတိတ်ရောမသွားပါဘူးတမိုင်ခွဲလောက်ပဲရှောင်းမယ်လို့ထင်တယ်ပေါ့နော်အနောက်မှာလူအုပ်ကြီးအများကြီးပဲသူသူဆင်းကြတာပေါ့နော်ဒီတစ်ခါအဖော်ရီအများကြီးနဲ့သွားရတယ်လမ်းကလေဘာနဲ့တူလဲတိလားစိတ်ချီကိုတောက်တက်ခင်းနေတူတယ်အဲ့လိုပုံစံပဲတိလားလမ်းမှာလေဝါခုံလေးတွေတွေ့တယ်ဝါဒဲလေးတွေတွေ့တယ်အဲ့လိုပုံစံမျိုးပေါ့နော်စိတ်ချီကိုသွားတဲ့ပုံစံလေးနဲ့တွေ့တယ်နော်ဝါဒဲလေးတွေဝါခုံလေးတွေအဲ့လိုပုံစံမျိုးပေါ့နော်ဒီမှာလေလက်ကထက်လေးစုစုပေါင်း3000ရှိတယ်တဲ့ အစင်း3000အပြန်တက်3000ပေါ့နော်ကိုကလေဟိုးအောက်လေရှိုးတဲ့အစင်းရမယ်ပေါ့နော်တော်တော်လေးကိုဆင်းရမယ်ဒီထက်လေးတွေကနည်းနည်းလေးစိတ်တယ်ဆိုတော့လေနည်းနည်းလေးလေတတိထားပြီးဆင်းမရတယ်ပေါ့နော်တော်သေးဒီမှာကင်မဲဟာလွတ်ပေးထားလို့လေဆိုတော့ okay စင်းစင်းနဲ့အရှိမတော့ရွက်တရွာကိုစပြီးမှတွေ့ပါပြီအဲ့ဒီလည်းကောင်းတယ်ရွာမှာတော့တော်ရွာလေးပေါ့ ာကတော့လက်မှတ်ဝယ်ရတဲ့နေရာပေါ့နော်လက်မှတ်ခါကတယောက်ကိုရူပီ30ပေးရတယ်ကွာတော့ single bridge ကိုသွားတဲ့လမ်းစုံနဲ့ double bridge ကိုသွားတဲ့လမ်းစုံကိုရောက်နေပေါ့နော်ခုကျတော့ single bridge ကို in သွားပါမယ် ီဘင်းပင်ရအမြင့်တင်နေဟိုးဘက်အပင်ရအမြင့်တင်နေပေါင်းပြီးတော့မှဒီတရားကိုလှုပ်ထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခါစီတိုင်းရင်းသားတွေရဲ့ရိုးရလက်မှုပညာနဲ့လှုပ်ထားတယ်ပေါ့နော်ဒီတရားကိုလေတရားရဲ့တတန်ကလည်းအရန်ကိုမှချခဲ့ပါပြီဒါကတော့တရားကလေဟိုးမှလည်းနောက်တစ်ခုရှိသေးရဲ့ဒီလားဒါကတော့နောက်ဒါအခုသွားလို့ရတဲ့ဟာပေါ့နော် မကြည့်ဦးတိလားကြတော့ကြောက်စရာရှောက်ရတာဒီတော့ဒါလုံနေရပေါ့နော်ဝေးတူဒဘယ်ဘရစ်တဲ့ Okay let's go to double bridge ခုနကတွေ့ခဲ့တဲ့တမိတရားလိုမျိုးပေါ့နော်သူကတထမ်းမဟုတ်နဲ့ထဲလောက်ထားတဲ့နေရာကိုသွားနေရေပေါ့နော် double decker bridge လို့ခေါ်တယ်ဆိုတော့အဲ့နေရာကိုသွားကြမယ် ဒါကတော့ဖခင်ကြောင့်တွေ့တယ်ဒီမှာဖခင်ကြောင့်ရှိတယ်အခုကတော့အောက်ကိုဆင်းဆင်းနေဒီမှာဆန်းချောင်းရောက်လာခဲ့ပါပြီဒီကနေဒီမှာတစ်ခါထက်သွားရအောင်မယ်ပေါ့နော်ဒီမှာတော့ရေတွေ့ပါတယ်ဟိုရေတော့ကြီးနေနော် नहीं 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 और है क्या आईवन को पकड़ के लाना है रात नगर चिड़िया करके एकदम पीछे बाल विद्यालय स्कूल है ना कि मां को ना लाके ဆန်းချောင်းပေါ့နော်ဒီမှာတံသားလေးရှိတယ်အဲ့ငလေးမှာလာခဲ့တယ်ပေါ့နော်အခုကတော့နေကထက်တင်မှာတရပြင်ပြီအရန်အိုက်လာပြီတိလားလေကထက်တက်တာမမောသီးလားမမောမနဲ့လေဒါသူတို့ကအိုက်ဆက်ဆက်ဖြစ်လား ဒီမှာချူတရာအကြီးလည်းရှိတယ်။ဒါကတော့ဒီမှာချူတရာကိုရောင်းနေပါပြီ။ဒီမှာတံတားတွေအများများတယ်ပေါ့နော်။ဒီချောင်းကမှဖြစ်တော့လေ။အောက်မှာရေအရင်ကြီးတယ်။ဟာပြပေးမယ်။တော်တော်လေးကိုရေကြီးတယ်။အောက်မှာရေကူးလို့ရတယ်။မှကြည့်။အောက်မှာဒီလိုမျိုးလေ။ရေကူးလို့ရတယ်ဒီမှာအပြရောင်ရေကန်ပေါ့နော်။ဒီမှာ life jacket တွေပါတယ်ငါတို့ရတယ်တဲ့။စိုးပါဦး။ ဆိုလို့ရှိရင်တင့်မြစ်တရားပဲပေါ့နော်ဒါလည်းဒီအပင်နဲ့ဟိုပင်နဲ့ကိုဆက်ပြီးတော့မှလောက်ထားရဲပေါ့နော်အဲဒီလိုမျိုးဒါလုံးဝကိုတိလားတင့်မြစ်တရားဆစ်ဆစ်ပဲတိလားသူကလေဘေးမှာဘာမှမကွာမကာထားဘူးပေါ့နော်တင့်မြစ်တွေချီလောက်ထားရဲမရှိလိုက်ပါလေလုံးဝကိုတင့်မြင့်တီးတန်းနဲ့လှုပ်ထားရပေါ့နော်လူမျိုးတရားတွေအရန်ပေါ်တယ်ဒီနေရာမှာ ဒဘဒကဘရစ်ကိုရောက်လာခဲ့ပါပြီဆိုတော့ဒဘဒကဘရစ်မှာတပူရိုက်ကြမယ်တရားကလေအပေါ်မှာတစ်ခါရှိတယ်အောက်မှာတစ်ခါရှိတယ်တော်တော်လာတယ်ဒီ view ကပိုလာတယ်ဘောနော်ခုနကကျတော့နည်းနည်းရှိတယ်ဘောနော်ဒါကျတော့ပိုပြီးတော့ရှင်းခင်ပိုလာတယ်ဘောနော်ဟိုကြည့်လိုက် ည်းတင့်မြင့်တရားရှိတယ်။အိုးတင့်မြင့်တရားအများကြီးပဲနော်။တို့ရဲ့ပညာထင်တယ်နော်။ဒါကလေတို့ဒီလိုတရားတွေကိုစဖို့စောင့်နေပညာလို့ထင်တယ်တိလား။ဒီမှာရှိတဲ့ခါစီလူမျိုးတွေရဲ့ဒီလိုမျိုးတင့်မြင့်တွေနဲ့တရားစဖို့စောင့်နေပညာပေါ့နော်ဒါကတော့ဒါဆိုလို့ရှိရင်ဒီပင်ရည်ဒီမှာတွေ့ထားရပေါ့နော်။ပေါ်တဲ့အမေပေါ့နော် မစီလိုက်ဒီပေါ်တက်ရမယ်ဒီလေကောင်နီမှာတက်ရမယ်ပေါ့နော်ဒီလေကောင်တက်ရပါမယ်တင်မြင့်တွေအများကြီးပဲ နမြင်ခဲ့တဲ့ဒဒါနဲ့စစ်ထားတဲ့ဟာတွေပေါ့နော်ရူလာကိုရောက်ပါပြီဒီမှာရှိပါအများကြီးဆင်းလာခဲ့ရတယ်ဟိုဒီကတော့အရင်ကြည့်တယ်တိလာမကြည့်ဒီရန်အေး

ုမီယောအေးဟုတ်တယ်ဒီကောင်လေးအေးလေးစောဒီရမကုတ်တဲ့ဒုက္ခဒီရမကုတ်တဲ့တကယ်ဒီဘာမှနေနေနေအဲ့လိုဖြစ်နေဒီကလေးစိတ်ရောစိတ်ချင်းနေချမ်းရလဲချမ်းဒီရမကုတ်တဲ့အော်ဒုက္ခပဲအဲ့လိုဖြစ်နေ ပြန်တက်ရမယ့်လမ်းဖြစ်ပါတယ်လီကထက်တွေပေါ့နော်တောက်လျှောက်ပဲအဲ့ဒါအေးလီကထက်တွေတက်ရတက်ရတာသီလားအစင်းတော့ကျတော့အရန်စင်းတာစင်းတာခုကျတော့ပြန်တက်ရတယ်နော်ကြောက်စီရလီကထက်တွေရလဲမင်းအဲ့လိုပဲဘယ်နဲ့ခီးခါမသွားဘူးဒါခီးရပြန်မဆုံးမင်းသီလားလီကထက်ကြီးရကြောက်စီရလီကထက်ကြီးရမမတ်ကြီးလေအိုးကြောက်စီရအစင်းတော့အတရားနေရောနော်ပြန်နဲ့တက်ကောဟာဘယ်လိုပြောမှန်းတော့မသိတော့ ့ပေါက်ကပြန်ရောက်ပါပြီ။ Oh finally ပြတာကိုဆက်ဆက်ကြည့်ကြည့်စမ်းပါတဲနေရပြန်ရောက်ပါပြီဒီနေ့ကတို့အခန်းပြောင်းပေးတယ်ပေါ့နော်မနေ့ကလာခဲ့တဲ့အခန်းကျတော့အဲ့တက်လာတော့လေဒီနေ့ကဒီမှာအခန်းကျရရလိုက်တယ်ပေါ့ဒါအဲ့ရဒီမှာဆိုလို့ရှိရင်ဒီမှာ ဒီမနေ့အောင်အဲ့ကရင်ကြံသေးရေပေါ့နော်ဆိုတော့အခုကအရန်အေးတော့အင်းကြီးပြီးလက်ထုတ်ပြီးတော့မှအခုမှညစာတော့စောင်းမယ်ပေါ့နော်ဟိုအရန်ဒီနေ့အရန်အေးရယ်ဆိုတော့ဒီပါလေရေလဲချိုးလာတော့လေနော်အရန်သူကအေးအေးမိတို့ဖြစ်နေအကြောင်းမလို့ဟုတ်ကဲ့ပါပါလေးဟုတ်ကဲ့စားကြနော်ဘုရားဆက်လေး

ကော်ဖီကိုမသားရကြာပြီပေါ့နော်ကိုယ်ကအပြမန်းတော့လေအဲ့ဒါအဲ့ရထားနိုင်ဆိုဒီနေ့ကခြေလိုမျိုးပြန်သွားပါမယ် မ်စတီကနေပြီးမှလုဆက်ခဲ့ပါပြီဒီကွာတော့ရှီလုံမြို့ပေါ်ပြန်သွားပါမယ်ဆိုတော့ကာပါစင်းမယ်ပေါ့နော်ရပ်ကဟိုစတေးအမအကျန်ရောက်ပါလေဒီနားမှာရှိတယ်ကိုသွားမယ်ပေါ့နော်ဆိုတော့ကိုသွားကြမယ်ဒါခုနေတဲ့ဟိုစတေးရဲ့ပိုင်ရှင်အမကိုသူ့အထမတေးလိုက်တိုက်လို့ကွာတော့ရှီလုံမျိုးပြန်ခင်မှာပေါ့နော်ဒီနေတဲ့နေရာမှာပဲရှိတဲ့အဝါဂူးဆိုတဲ့နေရာကိုသွားနေရေပေါ့နော်ဒီမှာလည်းဂူးတွေအများကြီးရှိတယ် ဒါကတော့အာဝါဂူရောက်ပါပြီဒါကူထဲဝင်ကြမယ်ပေါ့နော်ဒီမှာကတော့ဘယ်နေရာသွားသွားပေါ့နော်လက်မှတ်ကဝယ်ရတယ်ဆိုတော့ဒီကူထဲဝယ်ဖို့အတွက်လက်မှတ်က50ပေးရတယ်ပေါ့နော်ဆိုတော့ okay အခုကတော့ဂူသွားဖို့အတွက်ပေါ့နော်ဒီသူကရှောက်လန်းလေးကိုရှောက်ရတယ်ပေါ့နော်ဒီမျိုးတက်တော့အုပ်ထဲမှာရှောက်လန်းလေးလုတ်ပေးထားတယ်ပေါ့အဲ့တည်းကိုရောက်နေရပြီးလို့ရှိရင်ဂူဆင်းကြမယ်ပေါ့နော်ဒီမှာလေဂူထဲသွားမယ်လမ်းကတော့သူတို့ကောင်းအောင်တေချာလုတ်ပေးထားတယ် ရှောက်ရတဲ့အဆင်ပြေတယ်ဒီလိုလမ်းလေးဆိုတော့လေဒါတော့လေ home stay ကနေပြီးမှမြင်ရတဲ့ view ဒါအနီးကမြင်ရတယ်ပေါ့နော်ဒီလိုမျိုးရှောက်လမ်းတိုင်းလာတဲ့ခါမှာဒီ view ကိုစောက်ပြီးမှတွေ့ပါတယ်ဟိုတကယ်လာတယ်ကြောက်တော့ဘူးနီးဟိုတောင်တွေတကယ်လာရင်နော်ဒီနေ့ကနည်းနည်းလေး view sign တွေတော့တိတ်မမြင်ရဘူးပေါ့တောင်တွေကြောက်တော့ဘူးအရင်ကြီးတယ် ။နနေ့ကသွားခဲ့တဲ့ tricky လမ်းကြောင်းကလေဒီအပေါ်ကနေပြီးမှဟိုးအောက်လေရှိုးချောင်းစင်းတဲ့ပုံစံမျိုးပေါ့နော်။ဟိုးအောက်ရှိုးချောင်းတို့မျိုးတောက်လျှောက်ကြီးစင်းရတာ။အဲ့လိုပုံစံပေါ့နော်။အခုရှိတဲ့ခြေရပုံစီမျိုးကသူတို့မျိုးတောင်ထိတ်မှရှိတယ်မလားအောက်ကိုရှိုးတဲ့သူတို့ရှိုးရိတ်သေးကိုဆင်းရတာတိလားနေကားမမတ်ကြီးတွေလေအဲ့လိုမျိုးဆင်းခဲ့ရတယ်ဆိုတော့အရန်ပင်ပန်းခဲ့တယ်ပေါ့နော်အခုကတော့အဝါကူရှေ့ကိုရောက်ပါပြီနည်းနည်းတော့လာရတယ်ပေါ့နော်ဒီအပေါဝါနေပြီးမှလေဒါအဝါကူ ထဲမှာတော့မီးရှိမှထင်တယ်။ဒါကဒီလိုမျိုးပေါ့နော်။အခုကရေကြတန်တော့ကြားနေရတယ်။ဒီထဲကိုစဉ်းကြမယ်။သူကဒီမှာလေကားလုပ်ပေးထားတယ်။အော်အထဲမှာမီးကြီးအကုန်ရှိတာပဲ။အဲ့ဒါတော့စဉ်းပြေတာပေါ့နော်။မီးကြီးရှိတယ်။

ခါပလို့ပြီးတော့မှဝင်ရတယ်โอเคပြန်ကျေသွားပြီထဲမှာရေရေရှိတော့လေးချောချောညီမတွေကလည်းမီးရှိတော့လေးသွားလာအရင်ဆင်ပြေတယ်ဘောနော်အဲဒါဆောက်ကိုမီးထားပေးထားအခုကတော့ဂူထဲမှာလမ်းဆုံးပြီပေါ့နော်ဆိုတော့အပြင်ပြန်ထွက်ကြမယ်ပရောလေးကမှဂူကရှိတယ်ဒီလား မီတာ900လောက်ရှိမလားမသိအဲလဲကြောင်းလေးဆိုတော့ပြင်ပြထွက်ကြမယ်ခုကတော့ညီမမလည်းအများကြီးရှိတယ်နော်ဒါပေမဲ့ဒီမှာတော့အထဲမှာဖျားတွေပဲရောမရှိဘူးပေါ့အဲ့တခုတော့ကွာတာပေါ့နော်ပြီးတော့သူတို့ကဒီမှာဝင်ကြီးတွေပဲပေးရတယ်ပေါ့ဝင်ကြီးကတယောက်ကိုရူပီ50ပေးရတယ်ကွာတော့ဂူကနေပြီးမှပြန်ပါပြီ ပြီးလို့ရှိရင်အထောက်တွေပါတယ်ယူပြီးတော့မှရှီလုံမျိုးပြန်ကြမယ်ပေါ့နော်အထောက်ကတော့ခုနကဒီဟိုပါလေလက်ဖက်ရည်တောက်ရဆိုင်မှာခဏအက်ခဲ့တယ်ပေါ့နော်ခုနကနေတဲ့ hostel အရှိမှာပဲရှိတယ်လက်ဖက်ရည်တောက်ရဆိုင်မှာခဏအက်ခဲ့တယ်ပေါ့နော်ဆိုတော့ထုတ်ယူပြီးမှဂိတ်ကိုသွားမယ်ဂိတ်ကနေပြီးမှရှီလုံပြန်မယ်ပေါ့နော်ဆိုတော့ okay ကိုကတော့ရှီလုံမျိုးကိုပြန်ဖို့အတွက်ဒီမှာကားငါးထားတယ်ပေါ့နော် cap ငါးထားတယ်ပေါ့ဆိုတော့ရှီလုံမျိုးကိုပြန်ကြမယ် okay ခြေရပေါ်ကြီးမျိုးကိုနှုတ်ဆက်ခဲ့ပါပြီမနော် भैया एक और कोई आएगा क्या Cruising down the highway, windows down low. Sunset paints the sky in a fiery glow. Mountains rise up, touching clouds above. Valleys below filled with whispers of love On this road every scene a delight From sunrise to starlight, day to night Nature's canvas unfolding so grand